ဟယ်လိုအားလုံးပဲမင်္ဂလာပါကျွန်တော်နာမည်ဒေးဗစ်လီယန်ဖြစ်ပါတယ်ကျွန်တော်တော့ body combat instructor ဖြစ်ဖို့အတွက် body combat ဒီ IMD exam ပေါ့နော်ဒီ J3 MD J3 exam ကိုဖြေထားပြီးယူရလည်းဖြစ်ပါတယ်အာကျွန်တော်တို့ဒီ body combat မှာဆိုရင်ကျွန်တော်တို့မန်တာထားတဲ့ဟာဒီအထူးကျေးဇူးတွေကိုပြောပြအောင်ဖြစ်ပါတယ် အာကျွန်တော်တို့ဒီ base society တွေပဲလို့လို့ပေါ့နော် mentor ဆိုတာကတော့ကျွန်တော်တို့ရဲ့ဒီအာတင်ယူရတဲ့သူပေါ့နော်တင်ယူရတဲ့သူကျွန်တော်တို့ရဲ့ဒီကျွမ်းကျင်တဲ့နယ်ပယ်မှာကျွန်တော်တို့အကြောင်းအရာတခုခုကျွန်တော်တို့ရဲ့အာအခုလိလာရဲ့အကြောင်းအရာမှာကျွမ်းကျင်ပြီးသားလူတွေကိုကျွန်တော်တို့ကမန်ချာလို့ခေါ်ပါတယ်ကျွန်တော်ဘော်ဒီကွန်ပတ်မှာဆိုရင်ကျွန်တော်တို့စသီးရဆိုရင်ဒါ အမ်ဘော်ဒီကွန်ဘတ်နဲ့ဆရာတက်ပိုင်ဆိုတွဲပြီးတော့တည်ရယ်ပေါ့နော် ပြီးတော့ဆရာတက်ပိုင်ကကျွန်တော်ဒီဘော်ဒီကွန်ဘတ်မှာဆိုရင်အာဒီတီတန်းပေါ့နော်ဘော်ဒီကွန်ဘတ်နဲ့ပတ်သက်ပြီးတော့မှ sharing တွေလုပ်တယ်ပြီးတော့တင်တန်းတွေမှာထပ်ပေါ်တဲ့အခါကျကျွန်တော် tip ဖြစ်ခဲ့တယ်အနောက်တစ်ခါကျဆရာတက်ပိုင်နဲ့ကျွန်တော် join ဖြစ်ခဲ့တာဆိုရင်အခုဆောင်ွက်ဖြည့်ပြီးတဲ့အထိပဲပေါ့နော်အဲ့ခါကျတော့ကျွန်တော် mentor ထားတဲ့ဟာကကျွန်တော်ဘာတွေကောင်းလဲဆိုတော့ကျွန်တော်တို့ပုံမှန်လူတယောက်အနေနဲ့ဆိုရင်အဲကျွန်တော်သွားခြင်းတဲ့ land ဟိုပေါ့နော်အာ ဘယ်လိုပြောမလဲနေပုံမရှိဘဲနဲ့သွားနေတဲ့သူပေါ့နော်မန်တာမရှိဘူးဆိုရင်အဲ့လိုဖြစ်တယ်မန်တာရှိတဲ့အခါကျတော့ကျွန်တော်တို့သွားခြင်းတဲ့လမ်းကိုဘယ်ဟိုဘယ်ဟိုသွားမယ်ဘယ်ချိန်သွားမယ်ဘယ်လိုရောက်အောင်သွားမယ်ဆိုရယ် guideline တွေအာတိလာတယ်နောက်တစ်ခုကကျတော့ဟိုအရန်အကြာကြီးသွားကြမလို့ပဲねမြင်မြန်ရောက်တယ်ပေါ့နော်အဲ့ဒါကျတော့ကျွန်တော်တို့ဒီမန်တာထားတာကကျတော့အာကျွန်တော်တို့ဒီပို့ပြီးတော့မှလူတယောက်မှလိုအပ်တယ်ပေါ့နော်အဲ့ဒါဆိုတော့ကျွန်တော်တို့ဒီ body combat မှာဆိုရင်လည်းအဲ့လိုပဲ body combat နဲ့ပတ်သက်ပြီးတော့ကျွမ်းကျင်ပြီးသား ဒီဟာတွေကိုအမြဲဒီဇိုင်းမမတ်လုပ်နေတယ်ဆရာသစ်ပိုင်နဲ့ဒီမက်တာထားလိုက်တဲ့ခါကျတော့ကျွန်တော်တို့ body combat နဲ့အဲနှစ်တဲ့ခြာကြီးလေးလာကြမလို့ပဲねဒီခဏအတွင်းမှာတင်ကျွန်တော်တို့ grow ဖြစ်လာရယ်ပေါ့နော်ကိုယ်ကိုခံစားရတယ်အဲခါကျတော့ mental ထားမယ်ဆိုရင်ကျွန်တော်တို့ body combat နဲ့အဲအမြဲတမ်းစေနာပါပါနဲ့တင်ချပြီးတယ်ကျွန်တော်ဆရာသစ်ပိုင်နဲ့လာပြီးတော့ join မှုတွေကျွန်တော် recommend ပေးခြင်းပါတယ်ခင်ဗျာအားလုံးကျေးဇူးတင်ပါတယ်